ဒီအဘိဓမ္မာတရားဆိုတာဝိပဿနာရဲ့အခြေခံဖြစ်တဲ့ရုပ်တရားနံတရားတွေကိုအသေးစိတ်ခွဲခြားစိတ်ဖြာပြတဲ့ပညာရတ်တစ်ခုဖြစ်လို့အင်တမအရေးကြီးတယ်ဆိုတာသိတာအဲ့တော့ဘုရားဘာသာမှာပညာကိုအဓိကထားအသိပညာကိုအဓိကထားဒါကြောင့်မို့မြတ်စွာဘုရားချမှတ်တဲ့လမ်းကြောင်းမှာဘာကိုထိတ်ကထားတယ်ဆိုသမ္မာဒိဋ္ဌိဟုတ်သမ္မာဒိဋ္ဌိဆိုတာ right vision ပဲ အမှန်မြင်တာကိုဆိုလိုတယ်အဲအသိဉာဏ်ဖြစ်တဲ့အတွက်ကြောင့် right understanding လို့မှန်နားလဲတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြန်တယ်အဲ့တော့ဘုရားဘာသာဖြစ်ဖို့ဟာအမှန်မြင်ဖို့အမှန်နားလဲဖို့ဟာအရေးကြီးဆုံးပဲလို့ယုံကြည်ဖို့တဲ့မှန်နားလဲဖို့ကပိုအရေးကြီးတယ်ယုံကြည်တာကိုဥစ္စာမပေးဘူးဘုရားဘာသာဒါဖြင့်ဘုရားဘာသာမှာတရားဆိုတာမရှိဘူးလားရှိတယ်တရားဆိုတာယုံကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့ လေ့လာတယ်တွေ့ဆုံတယ်ဒီအတွက်ကိုပို့ပေးတာဒါယုံကြည်မှုရှိမှချင့်ကပ်မှုလာမှလေယုံကြည်မှုရှိမှလေ့လာမှုဆိုတာဖြစ်တာမယုံကြည်ရင်မလေ့လာဘူးဆိုပါစို့တရားဆိုတာရှိသည့်အတွက်ကြောင့်ရသော်ဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေသိချင်းစိတ်ပေါ်လာတယ်သိချင်းစိတ်ပေါ်လို့လေ့လာလေ့လာတဲ့အခါအသိဉာဏ်တွေရလာအဲ့ဒီနောက်ပိုင်းကျတော့တရားလို့ပြောလို့မရတော့ဘူးသူက နော်ကိုကိုယ်တိုင်သိပြီးတော့ဆုံးဖြတ်နိုင်စွမ်းဖြစ်လာဒါကြောင့်မို့အဲ့ဒီကြတော့တရားကိုအဓိပ္ပာယ်နှမျိုးဖွင့်တာရှိတယ် decision လို့လည်းဖွင့်တာရှိတယ်နော် resolution နဲ့ resolution ဆုံးဖြတ်ဆုံးဖြတ်နိုင်တယ်ဟိုယုံကြည်တယ်ဆိုတာကတစ်ဖက်သားရဲ့စကားကိုယုံကြည်တာကိုကိုယ်တိုင်သိလို့ဆုံးဖြတ်တာကြတော့လေတရားစွမ်းအပါတယ်ပညာနဲ့တွဲဖက်လာတာသူကအဲ့ဒီကြတော့ဒီလိုဆုံးလို့တာပေါ့အဲ့တော့ဗုဒ္ဓဘာသာမှာ တထာဆိုတာကိုသိအဓိကထားတာမဟုတ်ဘူးတထာကနေပြီးတော့ပို့လိုက်တာတတ္ထာသာတောဥပသင်္ကမတိယုံကြည်မှုရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားနဲ့တွေ့တယ်တွေ့သည့်အတွက်ကြောင့်တရားနာတယ်တရားနာသည့်အတွက်ကြောင့်အတိညာဉ်ရအတိညာဉ်ပေါ်မှာအခြေခံပြီးစဉ်းစားတယ်စဉ်းစားတဲ့အခါလက်တွေ့သိလာတယ်ဒီအဆင့်ကိုဆွလို့ရပေါ်တာပါလားအဲ့တော့ယုံကြည်မှုဟာဒီချင်းကမ်းမှုရဲ့အကြောင်းတစ်ခုလောက်ပဲ အဓိကထားပြောတာပေါ့နော်ဒါကြောင့်မို့မဂ္ဂင်၈ပါးဖွဲ့စည်းတဲ့အခါမှာကြည့်လေယုံကြည်မှုထဲမဖွဲ့ဘူးယုံကြည်မှု